အားလုံးမင်္ဂလာပါခင်ဗျာ HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာမြန်မာနိုင်ငံတွင်းမှာကရင်တော်လှန်ရေးစတင်ခဲ့တာဟာအနှစ်80ကျော်ခဲ့ပါပြီမြန်မာအစိုးရထုတ်စောင်းတွေမှာတော့ကရင်တဘုံထမှုကရင်စိုးတောင်းကျမ်းမှုအဖြစ် ပုံဖော်ခံခဲ့ရတဲ့လက်နက်ကင်လှုပ်ရှားမှုဟာအနှစ်80ကျော်ကြာခဲ့ပြီမြဲအပြီးတက်မဲ့လက္ခဏာလည်းမရှိသေးပါဘူး ကရင်လှုပ်ရှားမှုဟာမြန်မာနိုင်ငံမှာအစောဆုံးပေါ်ထွက်ခဲ့တဲ့လူမျိုးစုလက်နက်ကင်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။တုထက်နည်းနည်းစောတဲ့ရခိုင်ကွန်မြူနစ်လှုပ်ရှားမှုခြုံငိမ့်သွားခဲ့ပြီးမြဲကရင်လက်နက်ကင်တပ်တွေဟာမြန်မာပြည်အရှိတောင်ပိုင်းမှာဆက်လက်ရပ်တည်နေစေဖြစ်ပါတယ်ခင်ဗျာ။ကရင်တော်လှန်ရေးဟာကရင်အမျိုးသားရေးလှုပ်ရှားမှုနဲ့ဆက်ဆက်သလိုမြန်မာပြည်ခင်နဲ့ပြည်ထရှာအောက်မှာနေစဉ်ကြုံခဲ့ရတဲ့ လူမျိုးရေးတဲမာမှုတွေအပေါ်မှာလည်းမူတည်နေပါတယ်။မြန်မာနဲ့မွန်ပြည်တွေအောက်မှာကရင်တွေဟာတလိုင်းကရင်ဗမာကရင်တွေအဖြစ်မွန်နဲ့မြန်မာလူအဖွဲ့အစည်းတွေရောက်သွားတာရှိတယ်လို့တောင်တွေပေါ်တွန်းထုတ်ခံရတာတွေရှိခဲ့တယ်လို့လည်းကရင်တမိုင်းလေ့လာသူတွေကဆိုကြပါတယ်။တောင်ပေါ်ကရင်တွေမှာမြေပြန့်ကရင်နဲ့မတူပဲတိချာလွတ်လပ်တဲ့တမိုင်းရှိခဲ့ပြီးမြန်မာနဲ့ထိုင်းဘရင်တပ်တွေ သူတို့နယ်မြေကိုဖျက်ပြီးခြေတက်တဲ့အခါမှသာမြေပြတ်ထိန်းချုပ်မှုကြုံရတယ်လို့သိရပါတယ်။ဖြစ်တရှာတွေမြန်မာပြည်ကိုအောက်ပိုင်းကစာသိမ်းပြီးတဲ့နောက်မှာကရင်တွေဟာဖြစ်တရှာစစ်တပ်ကိုကူညီခဲ့တယ်လို့ဆိုကြပါတယ်။ဒါကလည်းမြန်မာအုပ်ချုပ်မှုအောက်မှာဖြစ်နေလွန်းလို့ရှမ်းရခိုင်မွန်ကရင်စတဲ့လူမျိုးတွေဆက်နေခြင်းစိတ်ကုန်နေတယ်လို့19ရာစုအစောပိုင်းဖြစ်တရှာမှတ်တမ်းတွေမှာပါတယ်လို့အရင်ဖြစ်နေမှုကြောင့် အသည့်ဝင်လာသူကိုကုညီတာဖြစ်နိုင်ပါတယ်ပြည်ထရှားရခွဲခြားအုပ်ချုပ်မှုစနစ်ကြောင့်ကရင်တွေကို ခရိယံဘာသာအတွင်းတွတ်တွဲနာနဲ့ပြည်ထရှားစစ်တပ်မှလက်ခံတာတွေရှိလာပါတယ်19ရာစုနောက်ပိုင်းမှာလဲတောင်ပေါ်တောင်အောက်ကွဲပြားနေတဲ့လူမျိုးတွေကိုစုစည်းပြီးကရင်လူမျိုးအဖြစ်တိချာပေါ်ထွန်းလာခဲ့တယ်လို့လည်းသိရပါတယ်ဒါကြောင့်ကရင်အဖြစ်တောင်သူခေါ်ပအိုးလူမျိုးတွေနဲ့ကရင်လူတွေကိုအရင်ကထယ်တွင်းရေတွက်ခဲ့တာဖြစ်ပါတယ် မြမအခရာကိုအခြေခံပြီးကရင်စာပေတည်ထွင်တာကရင်ဘာသာရေးစာဆောင်တွေထုတ်တာတမကျန်းစာကိုစကောခရင်ပုတ်ခရင်ဘာသာတွေနဲ့ပြန်ဆိုတာတွေလည်းရှိလာပါတယ်ရန်ကုန်မှာ1882ခုနှစ်မှာဖွင့်တဲ့ဗက်ပတိကောလိပ်မှာကရင်ကျောင်းသားများတဲ့အတွက်ကရင်ကောလိပ်လို့တောင်ခေါ်စမှတ်ပြုခဲ့ပါတယ်မြမနိုင်ငံရေးဘာသာရေးအဖွဲ့အစည်းတွေဟာ19ရာစုအကုန်20ရာစုစမ်းမှပေါ်လာခဲ့ပေမဲ့ ကရင်အဖွဲ့တွေကတော့19ရာစု အလဲကလေးကပေါ်ခဲ့တာဖြစ်ပါတယ်။ကရင်နှစ်ချင်းခရိယာအဖွဲ့ချုပ်ကို1840ခုနှစ်ကထူထောင်ခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံးဒေါကလူကလည်း1881မှာထူထောင်ခဲ့ပါတယ်။ဒေါကလူဟာအိန္ဒိယအမျိုးသားကွန်ဂရက်ထောင်တာတဲ့လက်နှစ်ပိုစောတယ်လို့ GCBA နဲ့ဒုဗမာအစည်းအရုံးတွေထက်လည်းအနည်း40 50လောက်အရင်ကြပါတယ်။ အမေရိကန်ရဲ့ပြည်ထောင်မှာအစောဆုံးပညာတင်တက်မြောက်ခဲ့ကြတဲ့ကရင်လူကြီးတွေကကရင်တမျိုးလုံးစီလုံးရင်းနဲ့အခွင့်အရေးတွေတိုးမြင့်တောင်းဆိုဖို့မြန်မာတွေလွှမ်းမိုးမှုကကာကွယ်ဖို့နိုင်ငံရေးအဖွဲ့တွေတည်ထောင်ကြတာပါဒီအချိန်မှာမြန်မာပြည်အထက်ပိုင်းမှာတီဘောမင်းနန်းစံနေတော့ဖြစ်ပါတယ်ဒေါဂလူဟာတတိယအင်္ဂလိပ်မြန်မာစစ်မှာပြည်ထောင်စုဘက်ကကူခဲ့တယ်လို့လဲဆိုပါတယ်ခင်ဗျမြန်မာပြည်ကိုအုပ်ချုပ်ရေးတိုးမြင့်ဖို့အတွက်အိန္ဒိယကို 1938ခုနှစ်မှာခေါ်ယူမေးမြန်းရာမှာလဲဒေါက်တာစာစန်းစီမိုးစတဲ့ကရင်လူကြီးတွေပါဝင်ပါတယ်1923ခုနှစ်မှာဒိုင်ယာဒီအုပ်ချုပ်ရေးအသစ်စတဲ့အခါမှာဥပဒေကောင်စီအမှတ်900ကိုကရင်လူမျိုးများရရှိပြီးနောက်ပိုင်းမှာနောက်ပိုင်းမှာဆက်နက်နေရာတွေအထိရရှိခဲ့ပါတယ်ကရင်ခေါင်းဆောင်ကြီးစာစန်းစီမိုးနဲ့အခြားခေါင်းဆောင်တွေကကရင်တေချာနိုင်ငံဖြစ်ဖို့ ပြစ်တရားတန်တောင်းဆိုလာသလိုကရင်အလံနဲ့ကရင်နှစ်တကူနေကိုရုံးပိတ်ရအဖြစ်ပြစ်တရားကအတိအမှတ်ပြုတာတွေလည်း1930နှောင်းပိုင်းကာလတွေမှာရှိလာခဲ့ပါတယ်။ကရင်တွေကအောက်လွတ်သောဒုတိယဩခရာအထိအဲ့ဒီအချိန်ကရှိနေပါပြီ။အလားတူပဲတတ်သေးမှာလည်းကရင်အရာရှိတွေပေါ်ထွက်နေလို့ပြစ်တရားစစ်ကြောင်းစင်းနဲ့စမစ်ဒွန်းနဲ့စောကြဒိုးတို့လိုကရင်စစ်ဘိုးတွေရှိလာခဲ့ပါတယ်။မြန်မာတပ်ကတော့ ဒုတိယကမ္ဘာစစ်နီးမှပြန်ဖွဲ့တဲ့အတွက်ကရင်တပ်တွေထံပို့ပြီးဝါနုနေပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ပြည်ထချတွေခြံထားခဲ့တဲ့လက်နက်တွေနဲ့ကရင်တပ်တွေဟာဝင်လာတဲ့ဂျပန်တပ်တွေ BIA ခေါ်ဗမာလွတ်လပ်ရေးတပ်တွေနဲ့ပဋိပက္ခတွေဖြစ်လာပါတယ်ရဲဘော်၃ကြိမ်ထဲမှာပါဝင်တဲ့ဘုံညာနာနဲ့ဘိုးစောအောင်တို့ကရင်တွေနဲ့တိုက်ပွဲမှာကြာဆုံးခဲ့တယ်လို့ကရင်ဘက်ကလည်းဝင်ကြီးချုပ်အောင်စောဖီတာနဲ့ အင်္ဂလိပ်ဇနီးတာတမီတွေမြောင်းမြမှာမြန်မာဘက်ကတက်ဖြတ်တာခံခဲ့ရပါတယ်။အခြေအနေကိုအမြန်ဆုံးထိန်းချုပ်ဖို့ဝကြောင်စန်းတဲ့ကရင်လူကြီးတွေစီစဉ်ရပါတယ်။စောကြာဒိုးနဲ့ကရင်အရာရှိတွေကို BIA မှာခန့်ထားတာတွေလုပ်ရပါတယ်။ဒါပေမဲ့လူမျိုးရေးမုံတီးမှုကတော့ငကိုရှင်ရင်အထင်အမြင်မှားမှုတွေပေါ်မှာထက်ဆင့်တိုးရွားပါတယ်။အလားတူလူမျိုးရေးအတီကရုံးတွေကချင်နဲ့ရှမ်းဗမာအကြား မွတ်စလင်နဲ့ရခိုင်အကြားအဲ့ဒီအချိန်ကဖြစ်ခဲ့ပြီမယ်ကရင်ဘက်မှာအဓိကရုံးကတော့လူတီအများဆုံးဖြစ်ခဲ့ပါတယ်စစ်ပြေးချိန်မှာအိန္ဒိယကပြန်လာတဲ့ကရင်တပ်တွေကိုမြန်မာတပ်တွေနဲ့ပေါင်းပြီးဗမာတပ်မတော်ကိုအသစ်ပြန်ဖွဲ့တာကရင်စစ်ဗိုလ်တွေကိုယာရုကြီးပေးတာတွေလုပ်ပါတယ်ဒါပေမဲ့ကရင်မြန်မာတွေးစည်းရေးကတော့မအောင်မြင်ခဲ့ပါဘူးမမခိုင်မောင်ဝင်းမောင်စတဲ့ကရင်ခေါင်းဆောင်တချို့ကပူကြောင်စန်းနဲ့ပူပေါင်းမိမယ် စောပါဦးကြီးနဲ့တကွပြည်ချနဲ့နှိစက်တဲ့ကရင်ခေါင်းဆောင်တွေကတော့တခြားနိုင်ငံကရင်နစ်စတန်ဖြစ်ဖို့နေကြာကရင်ပြည်နယ်ရဖို့ကြိုးစားလာပါတယ်။ဥလထွန်းဖြုံနဲ့ရခိုင်ခေါင်းဆောင်တချို့ကလည်းအာဂန်နစ်စတန်ခေါ်တခြားရခိုင်ပြည်ဖြစ်ဖို့အဲ့ဒီအချိန်မှာပဲလှုပ်ရှားခဲ့ပါတယ်။စစ်ပီးစာမှာပေါ်ထွန်းလာတဲ့လူမျိုးရေးလှုပ်ရှားမှုတွေမှာလက်နက်လူသူအကူအညီပြပထောက်ခံမှုတွေရလာတဲ့အတွက် ကရင်လှုပ်ရှားမှုဟာအချိန်အဟုန်နဲ့ဖြစ်လာပါတယ်။ဒါကြောင့်ဘုရောင်ဆန်းအစိုးရမှပါတဲ့ဝန်ကြီးစောဘဦးကြီးဟာကရင်တခြားနိုင်ငံဖြစ်ဖို့အတွက်လန်ဒန်ကို1946ခုနှစ်မှာတခြားကရင်ခေါင်းဆောင် တွေနဲ့တွားပြီးအရေးဆိုခဲ့ပါတယ်။စစ်အတွင်းကကရင်တွေရဲ့ပူးပေါင်းပါဝင်မှုအတွက်ကရင်ကိုပိုင်နယ်မြေပေးဖို့တောင်းဆိုပေမဲ့ပြစ်ဒိန်ဘက်ကငြင်းဆန်ခဲ့ပါတယ်။ပြစ်ဒိန်မှာစစ်ပြေးစာတက်လာတဲ့လေဘာအစိုးရက ဗိုလ်ချုပ်ဆန်းအစိုးရနဲ့ဆက်ဆက်ပြီးလွတ်လပ်ရေးပေးဖို့1948ခုနှစ်နှစ်စမ်းမှာသဘောတူလိုက်ပြီးတဲ့နောက်မှာစောဘဦးကြီးဟာအစိုးရကနှုတ်ထွက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးကိုထူထောင်ခဲ့တယ်လို့ KNDU တပ်ဖွဲ့တွေဖွဲ့ခဲ့ပါတယ်။နေ့ချာကရင်ပြည်မှာပါဝင်မှုကရင်နေတွေကို KNU ကစည်းရုံးတယ်လို့ပင်လယ်ထွက်ပေါက်ပေးဖို့နဲ့တပ်ထဲကကရင်လက်နက်ကင်တွေကိုထိန်းချုပ်ခွင့်ရဖို့အတွက်လဲတောင်းဆိုခဲ့ပါတယ်။ င်းလုံးညီလာခံမှာလဲကရင်ကိုယ်စလဲတွေမတက်ရောက်ခဲ့ပါဘူးကရင်တိချာနယ်မြေလဲမရှိတဲ့အတွက်ချင်းကချင်းရှမ်းတွေလိုနိုင်ငံတစ်မှာပါဝင်ရေးညှိနှိုင်းမှုမလွယ်တဲ့ကရင်ပြည်ထနာဟာဘူဂျောင်းဆန်းနောက်ပိုင်းမြန်မာခေါင်းဆောင်တွေအတွက်ခေါင်းခဲစရာတစ်ခုဖြစ်လာခဲ့ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်မှာတက်လာတဲ့တခင်နုအစိုးရနဲ့ဆက်လက်ညှိနှိုင်းနေချိန်မှာပဲကွန်မြူနစ်နဲ့ရဲဘော်ဖြူတွေတောခုပြီးဖြစ်တယ်လို့တက်မတော်တက်ရင်တချို့လည်း တော့ကိုနေပြီဖြစ်ပါတယ်။ကွန်မြူနစ်ကိုတိုက်နေတဲ့တပ်မတော်တွေကကရင်နဲ့မြန်မာတပ်တွေအကြားမှာတန်ရရတွေတိုးလာသလိုတပ်ကိုထိန်းချုပ်ဖို့အပြင်းအထန်ကြိုးစားကြပါတယ်။1948ခုနှစ်နိုဝင်ဘာလမှာ စစ်တင်နာပတိဗိုလ်ချုပ်စမစ်ဒွန်းကအစိုးရနဲ့ KNDO အကြားဆက်ဆက်ပေးခဲ့ပြီးမယ်မအောင်မြင်တော့ပဲမြန်မာတပ်တွေရဲ့မယုံတင်ကဖြစ်မှုက ပိုတိုးလာခဲ့ပါတယ်။ကွန်မြူနစ်ရန်ကြောင် ကရင်ကိုချော်လွန်းတယ်လို့အဆွဆွဲခံရတယ်တခင်နှုတ်ကိုလည်းကရင်နှုတ်လို့မြန်မာသတင်းစာတွေကကြီးသားကြပါတယ်ဒီချိန်မှာပဲ KNU ကလွတ်လပ်တဲ့ကရင်မွန်နိုင်ငံထူထောင်ရေးကိုကျွေးကြော်လာကြပါတယ်1948ခုနှစ်ခရစ်စမတ်ကာလမှာတော့တနင်္လာရီတိုင်းပလောမြို့ကခရီးယံဘုရားကျောင်းကိုမြန်မာစစ်ဝန်ထမ်းတပ်တွေကတိုက်ခိုက်လို့ကရင်အရက်သား80တေဆုံးခဲ့ပါတယ်အဲ့ဒီနောက် ကရင်တွေကိုမြန်မာနိုင်ငံရဲ့ဓမ္မတွေနဲ့တပ်တွေကတပ်ဖြတ်ရာကနေ KNDU ဘက်ကလက်စားချေတိုက်ခိုက်ခဲ့ပါတယ်။တခင်နုနဲ့စောဘဦးကြီးတို့ပူးတွဲပြီးမြဝကျွန်းပေါ်မှာအခြေအနေကိုထိန်းဖို့လုပ်ပေမဲ့ပိုဆိုးလာခဲ့ပါတယ်။စမစ်ဒွန်းကတွန်နေသူမျိုးကိုကွန်မြူနီတွေလက်ကနေတိမ့်မှု KNDU တွေနဲ့စူးစမ်းတာကိုလည်းကရင်တပုံထားတော့မယ်လို့မြန်မာသတင်းစာတွေကမြင်ပါတယ်။နောက်ပိုင်းမှာတော့ အစ်စင်ကစစ်တပ်ပိုင်းလက်နက်တိုက်တွေကို KNDO တွေဝင်လူတာဖြစ်လာသလိုစစ်ဝန်တန်းတွေနဲ့မြန်မာကျောင်းသားတပ်တွေကလည်းအစ်စင်ကိုဝင်တိုက်လာပါတယ်။ဇန်နဝါရီလကုန်မှာတော့ဗိုလ်ချုပ်ကြီးစောမင်းမောင်ရဲ့ကရင်တပ်တွေပုံကန်ပြီးတောင်ငူကိုသိမ်းတယ်လို့ပဋိညက်ဖြူးမြို့တွေတိုက်ခိုက်ခံခဲ့ရပါတယ်။1946ခုနှစ်ဇန်နဝါရီလ30မှာကရင်တော်လှန်ရေးစပြီးမကြခင်မှာအစ်စင်ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ မန္တလေးမေမြို့စတဲ့မြို့ကြီးတွေကိုသိမ်းပြီးတောင်ဦးကိုမြို့တော်လုပ်ခဲ့ပါတယ်။ချူးနဲ့မေမြို့စတဲ့နေရာတွေကမြမအရက်သားတွေကိုတက်ဖြတ်မှုတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကထောထောဆိုပြီးညာရန်ပေးတက်လာတဲ့ကရင်တက်တွေကျွဲကြူမှုတ်တန်ကြားရချိန်မှာမြို့တစ်မြို့ကိုသိမ်းပြီးတဲ့အထိနှင်းမြန်တယ်လို့ဆိုကြပါတယ်။မြမတက်တွေနဲ့နိုင်ငံရေးသမားတွေကတော့ဘုံမှုချုပ်ကျော်စောရဲ့တက်ရှိတဲ့ဘကိုးဖျားကြီးအထိ လော့စုပ်ပြေးခဲ့ရပါတယ်။နောက်ဆက်တွဲအကျိုးဆက်အဖြစ်စမစ်ဒွန်းနဲ့ကရင်စစ်ဘူတွေကရင်တပ်တွေလက်နက်အပြုတ်ခံရသလိုစောစံဖိုးတင်လိုဝင်ကြီးဟောင်းတွေတောခုခဲ့ပါတယ်။နေမြေတက်မှတ်ရခတ်တဲ့ကရင်ပြည်နယ်ကိစ္စလည်းကြာရှည်နေတဲ့အပြင်ပြည်နယ်ပေါ်လာတဲ့အချိန်မှလည်းမြန်မာအစိုးရရဲ့ထိန်းချုပ်မှု အောက်မှာပြည်နယ်နေရာအနှဲငယ်တာရှိခဲ့ပါတယ်။ပထမဆုံးကရင်ပြည်နယ်ဝင်ကြီးအဖြစ် စာစံစီဘိုးရဲ့သမီး Miss ဘမောင်ချင်းကိုခန့်အပ်ခဲ့ပေမဲ့တနစ်မကြခင်မှာနှုတ်ထွက်သွားခဲ့ပါတယ်။စောပါဦးကြီးကြာဆုံးပြီးတဲ့နောက်မှာတက်လာတဲ့ကရင်ခေါင်းဆောင်တွေဟာသူတို့လိုလားချက်ကိုအကောင့်ထဲဖော်ဖို့နှီးပေါင်းစုံနဲ့စူးစမ်းကြပါတယ်။တရုတ်ပြည်လက်နက်ကင်တွေနဲ့ KNU ပူးပေါင်းတဲ့အချိန်ရှိသလိုဗမာပြည်ကွန်မြူနတီပါတီနဲ့နှီးဆက်ခဲ့တဲ့အချိန်လည်းရှိခဲ့ပါတယ်။မြေပေါ်ကရင်နိုင်ငံရေးမှာ ဖဆပါလာနဲ့နီးစပ်တဲ့ဒေါက်တာစောလာထွန်းနဲ့မန်းဝဲမောင်တို့နေရာရပြီမဲ့ကရင်လက်နက်ကင်စစ်အဆုံးတက်ဖို့မန်းဝဲမောင်တမတာဖြစ်ချိန်မှာလဲမကြိုးစားနိုင်ခဲ့ပါဘူး1963ခုနှစ်ညဉ့်ချမ်းရေးဆွေးနွေးပွဲမှာစောဟန်တာတာမွေးခေါင်းဆောင်နဲ့ကရင်အဖွဲ့နဲ့ဆက်ဆက်နိုင်ခဲ့ပြီမဲ့ကျန်တဲ့ KNU နဲ့တော့မပြေလည်ပဲအနည်း20ကျော်ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ်။တစ်ချိန်တည်းမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကြောင့်မှောင်ခိုလမ်းကြောင်းပေါ်လာပြီးထိုင်းနယ်စပ်ကကရင်တပ်တွေအတွက်ငွေရင်းမြစ်ဖြစ်လာခဲ့ပါတယ်။1988နောက်ပိုင်းမှာတော့နယ်စပ်ကိုထွက်လာတဲ့ကျောင်းသားတွေကိုတပ်ဖွဲ့ပေးရင်းမှာ KNU ကအဓိကကူညီခဲ့ပါတယ်။နဝတာအစိုးရလက်ထက်မှာမဲတော်နဲ့တခြားကရင်စခန်းတွေကြာဆုံးခဲ့ပြီးတဲ့နောက်ကရင်လက်နက်ကိုင်လှုပ်ရှားမှုဒီရေကျသွားတယ်လို့ ကရင်ဒုက္ခတွေတွေပြပကိုထွက်ခွာတာတွေပုံများလာခဲ့ပါတယ်။မြောက်ပိုင်းကဘဂဗ္ဗဩဇာကံလူမျိုးစုတက်တွေ KNY တို့နဲ့စစ်အစိုးရတို့အပြစ်ရစဲရေးယူနိုင်ပေမဲ့ KNY နဲ့မွန်ကရင်ဒီအဖွဲ့တွေနဲ့တော့မယူနိုင်ခဲ့ပါဘူး။လူမျိုးစုလက်နက်ကင်လှုပ်ရှားမှုမှာအတိတ်ကသင်ခံခဲ့တဲ့ KNY နဲ့မြန်မာအစိုးရကြားဆက်ဆက်မှုတွေကဘ ෝජ ုတ်ကြီးခင်ညွတ်ရှိကလေးကစခဲ့ပြီးမြဲ။ 2010နိုင်ငံရေးပြောင်းပြီးနောက်ပိုင်းမှာအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာဘူချိုကြီးဘုံမြကွယ်လွန်ခဲ့ပြီဖြစ်သလိုသူ့လိုဩဇာကြီးတဲ့ KNU အတွင်းရေးမှူးဖရိုမန်ရှာလည်းလှုပ်ကြံခံခဲ့ရပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ KNU က DKBA ဗုဒ္ဓဘာသာကရင်တပ်တွေခွဲထွက်ပြီးဖြစ်တယ်လို့တခြားအဖွဲ့အစည်းကလည်းနေကြားဆောင်တဲ့အတွင်ပြောင်းနေကြပါပြီ။2012မှာပနမအပြစ်ရစဲရေးယူပြီး 2015ခုနှစ်မှာ NCA ကို KNU လက်မှတ်ထိုးခဲ့ပါတယ်။ဒါပေမဲ့လည်းကရင်တော်လန်ရေးဟာအနှစ်80ပြည့်တဲ့အထိဘယ်ပုံစံနဲ့အဆုံးတက်မယ်ဆိုတာကိုမှန်းရခတ်နေစေဖြစ်ပါတယ်။ပြည်ပကိုရောက်နေတဲ့ဒုက္ခတွေတချို့တလေပြန်လာခဲ့ပြီမဲ့သူတို့အတွက်လုပ်ငန်းကင်ငန်းထူထောင်မှုတွေလုပ်ဖို့လိုနေတယ်လို့နေမြင့်ငိမ့်ချမ်းကြီးကလည်းတေချာရယူနိုင်တဲ့အနေအထားမဟုတ်သေးပါဘူး။ ကရင်တခြားနိုင်ငံမယူတော့ဘူးလို့ KNU ဘက်ကပြောလာပေမဲ့နိုင်ငံရေးအစင်လာကြီးတဲ့ကရင်တွေအတွက်နိုင်ငံရေးပြဋ္ဌာန်းချက်တစ်ခုကတော့ရှိဖို့လိုနေမှာဖြစ်ပါတယ်။တခြားနယ်မြေဖြစ်ဖို့အတွက်လိုအပ်တဲ့နယ်မြေတိတိကျကျမရှိခဲ့တာနဲ့မြန်မာထဝယ်မွန်နေနဲ့ရောရှက်နေထိုင်မှုတွေကြောင့်ကရင်လှုပ်ရှားမှုဟာအောက်မြန်မာနိုင်ငံတဝမ်းမှာပြည်တွင်းစစ်ကြီးအဖြစ်လောင်ကျွမ်းခဲ့ပါတယ်။မြန်မာရဲ့စောပြီး အမျိုးသားရဲ့လက္ခဏာတွေထူထောင်ခဲ့တဲ့ကယံနေအကြောင်းကိုနားလည်မှုနည်းပါးတဲ့အတွက်မြမအမျိုးသားရေးလှုပ်ရှားမှုနဲ့ပြိပက္ခဖြစ်ပြီးပြည်တော်စုဖွဲ့စည်းရေးမှာပါကြာရှုံးခဲ့တာဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ